ဘာမတယ်လီဗီရှင်ပရိသတ်များမင်္ဂလာပါရှင်။ကျမတို့ channel မှာထိတ်တန်းရမြန်မာသတင်းလေးကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါအောင်ရှင်။ NUG နဲ့ AA တို့ပူးပေါင်းပြီးမကွေတိုင်းနဲ့စစ်စင်ရေးဖော်ဆောင်မယ်လို့တရင်ထွန်းမကွေတိုင်းကိုကဲမှုကို MTD စစ်တေသအောက်ကနေ MOD လွှဲပြောင်းစာယူကံကောခရံအတွက် MTD စစ်တေသကဆင်လွတ်ထားတဲ့ KIA အရာရှိတွေပြန်ရုံတင်ဆက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အမျိုးသားညွညွရဲ့အစိုးရ NUG ကကွယ်ရေးဝင်ကြီးဌာန MOD နဲ့အာဒခတ်တတော်အေရီတို့ပူးပေါင်းကမကွေတိုင်းနယ်စစ်စင်ရေးဖော်ဆောင်မယ်လို့တရင်ထွက်နေပြီးလက်ရှိမှာနှစ်ဖက်ဆွေးနွေးညှိနှိုင်းတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံစီရဲ့တရင်ချင်းမြစ်တွေကပြောပါတယ်အေအေနဲ့အမိုဒီပူတဲ့ပြီးစစ်စင်ရေးဖော်ဆောင်တာတွေမလုံးမီမကွေတိုင်းရဲ့စည်ရေးဆိုင်ရာကွက်ကဲမှုတွေကို MTC ဒေသအောက်ကနေအမိုဒီကလွှဲပြောင်းရှားယူမှဖြစ်တယ်လို့ဆိုပါတယ် ယခုဖေဖော်ဝါရီလအတွင်းမှာပင်မကွေတိုင်းကံကောက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေအတွက် MNDC စစ်တေသားကစေလွှတ်ထားတဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA အရာစီတွင်ပြန်ရုပ်သိမ်းသွားပြီလို့လည်းဒေသခံစည်ရဲ့သတင်းစင်မြစ်တွေကပြောပါတယ်။မကွေတိုင်းကံကောက်ခရိုင် PDF တပ်ရင်းတွေမှာခရိုင်ကွက်ကဲရင်းနဲ့မြို့နယ်စည်ရဲ့တာဝန်ခံတွေအဖြစ်တာဝန်ယူထားတဲ့ KIA အရာစီတွင်ဖေဖော်ဝါရီလထဲမှာပြန်လည်ရုပ်သိမ်းသွားပြီလို့ကံကောက်ခရိုင် PDF ရဲ့ MSL တပ်ရင်းတာဝန်ရှိသူကပြောပါတယ်။ ဟုတ်တယ်ဗျာပြန်ရုံသိမ်းသွားပြီဗျာရုပ်သိမ်းနာကလွန်ခဲ့တဲ့တလဝင်းကျင်ကပါတည်တည်ဆတ်ဆာတော့မပြောသေးဘူးကိုတန်ရင်ကိုပဲပြန်ကင်ရမယ်ပုံ MOD ကပဲကင်သွားဖို့စီရင်ကျွန်တော်အထင်တော့ဝင်ကြီးဌာနကတိုင်ရိုက်ပုံအစင်စင်ရှိတယ်လို့ထင်တာပဲသူတို့တိုင်ရိုက်ကင်မယ်ပေါ့ကိုကဲမှုကလွတ်နေတာမျိုးတော့မဟုတ်ဘူး ကံကောင်းခရိုင်နယ်မှာကပဲမကွေတိုင်းတိုင်းလုံးမှာစီတဲ့အမတ်တိစစ်တွေကစေလွတ်ထားတဲ့ KIA အရာစီတွေအားလုံးဖေဖော်ဝါရီလအတွင်းပြန်ရုံသိမ်းမှာဖြစ်ပြီးမကွေတိုင်းကို MOD ကတိုင်းရိုက်ကင်တွေကိုကဲတော့မှာဖြစ်တယ်လို့ဒေသခံစီရင်သတင်းရှင်းပြတွေကပြောပါတယ်အခုလို MOD ကနေတိုက်ရိုက်ကင်သွဲပြီးကွက်ကဲမှုတွေအပြောင်းလဲပြုလုပ်တဲ့အပေါင်းကံကောခရိုင်ကတော်လန်ရေးရဲဘော်တွေဒါမကပြည်သူတွေကပါကြိုးဆိုပြီးကံကောခရိုင်လွတ်မြောက်ဖို့အတွက်အချိန်ကြီးကောင်းတည်ရဖြစ်မယ်လို့မျှော်လင့်ချောင်းကံကောခရိုင်စီရဲ့တာဝန်ရှိသူကပြောပါတယ် ကျွန်တော်တို့ကတော့ပို့ပြီးတော့အားရပါတယ်။ဘာကြောင့်မို့လို့အားရတာလဲဆိုရင်စုဖွဲ့မှုပင်ရင်အားလုံးလက်နက်တွေကတက်ဆင်ပေးမှာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှင်အခုလောလောဆယ်ရင်းတွေရဲ့ရှိနေတဲ့အတိုင်းအတာအနေနဲ့ကတော့တင်းလျော်တလောက်ကိုလက်နက်တက်ဆင်ပေးထားပြီးဖြစ်တယ်။နောက်ထပ်ကတော့စုဖွဲ့မှုတင်နန်းတွေအားလုံးပြီးသွားတဲ့အချိန်မှာအားလုံးရှင်တွေအားလုံးစုပြီးတော့အင်အားကောင်းကောင်းနဲ့တင်နန်းတွေပေးပြီးတော့ကျွန်တော်တို့ငကောတင်နန်းပေးတယ်ဆိုတာကကံကောဆိုရင်လည်းရင်းချောင်းရင်တရင်ကိုလူ30နောင်းရင်းချောင်းရင်မဲ့တင်နန်းတကွင်းထဲမှာပါ ဒါတွေ့ဆုံပြီးတော့တင်နေပေးကြတာဖြစ်တဲ့ထီလင်းဆိုရင်လေထီလင်းရင်းစီသမျှတယင်းကို30နှုန်းနဲ့တင်နေတခွင်းထဲမှာစုဖက်ပြီးပေးတာဖြစ်တဲ့စောဆိုရင်လေစောမှာပေါ့နော်အားလုံးတင်နေပေးတာဖြစ်တဲ့တမျိုးနယ်ချင်းစီအလိုက်ပေးတာဖြစ်တဲ့အားလုံးသုံးမျိုးနယ်စလုံးရင်းတွေစုပေါင်းပြီးတော့မှစုဖွဲ့မှုတင်နေပေးပြီးတော့အဲ့ဒီအဖွဲ့တွေကိုတခါတည်းလက်နဲ့တက်ဆင် ပေးမှဆိုတော့အားလုံးရှိကိုပို့ပြီးတော့မှကျွန်တော်တို့ကံကောက်ခိုင်လွန်မြောက်နယ်မြေဖြစ်ဖို့ရာအတွက်က အလန်းအတာတော်ကြီးကိုကောင်းတယ်လို့ပြောရမှာပါခင်ဗျာပြည်သူတွေကလည်းဒီအနေအထားကိုဝမ်းသာကျေနပ်မှုရှိနေပါတယ်ခင်ဗျာဆလပီတော့မကွေးတိုင်းနဲ့ MOD နဲ့ AA ပူပေါင်းကစစ်စင်ရေပေါ်စာနိုင်မှုတွဲဆောင်ဆွေးနွေးမှုတွေလက်ဆောင်နေတယ်လို့ကံကောခရံစင်ရဲ့တာဝန်ရှိသူတဦးကပြောပါတယ် AA နဲ့ NUG အားလုံးချစ်ဆက်ပြီးတော့မှကင်တွယ်ဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာအဲ့ဒီစီစဉ်တွေကိုလည်းအားလုံးရှိနေပါတယ် မကွေတိုင်းတွေကကံကောမင်းဘူးပခုတ်ကူနဲ့တရက်ခရိုင်တွေဟာရခိုင်ပြည်ချင်းပြည်နယ်တွေနဲ့နယ်နယ်မချင်းထိစပ်နေပြီးအဲ့ဒီထိစပ်နေတဲ့ရခိုင်ပြည်နယ်ချင်းပြည်ကမြို့ရွာတွေကိုအေအေနဲ့မဟာမိတ်တွေကတိမ်မိုက်ထင်ကျုံထားတာပါ MOD နဲ့ AA တို့ပူးပေါင်းပြီးမကွေးတိုင်းနဲ့စစ်စင်ရေးဖော်ဆောင်မှုဆွေးနွေးနေတယ်လို့သတင်းထွက်တဲ့အပေါင်း NUG တမရယုံပြောရင်းဆိုခွင့်ရှိသူဦးကျော်စောကကျမတို့ channel ကစွတ်တယ်မင်းမြန်ရမိထားတဲ့စရေအပိုင်းတွင်အခုတော့မှတ်ချက်မပေးချင်သေးပါဘူးပြလို့ပြန်လည်ဖြေကြားပါတယ် AA ဘက်ကတော့ကျမတို့ channel အနေနဲ့ဆက်တယ်မြင်မြန်နိုင်တာမရှိသေးပါဘူး။လက်ရှိမှာလည်း AA အနေနဲ့မကွေတိုင်းတွေကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။၂024ခုနှစ်ဒီဇင်ဘာလမှာရခိုင်ပြည်နယ်အမ်မြူအခြေစားစိုးစိုးရဲ့အနာပိုင်တန်းစစ်ဌာနချုပ်နာပါခါကို အေအေကတက်ခိုက်သိမ်းပိုင်းပြီးနောက်ဇန်နဝါရီလကစလို့အေအေက မကွေးတိုင်းတွေကိုထိုးစစ်ဆင်နေတာဖြစ်ပြီးအ धिक အားဖြင့်ဇကိုင်းနဲ့မကွေးတိုင်းကိုအ धिक ဆက်တွေထားတဲ့အမ်ဘရန်လမ်းပေါ်ကစစ်အုပ်စုစခန်းတွေကိုထိုးစစ်ဆင်တက်ခိုက်နေတာဖြစ်ပါတယ်။အမ်မြို့နယ်အမ်ဘရန်လမ်းပေါ်ရှိကံမြင်ကံပိန်ရီဆန်း ကျင်းရင်ဆန်ကျေးရွာတွင်အနီးကစိုးစိုးကားကစခန်းတွေကိုဇန်နဝါရီလ17ရက်ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဇန်နဝါရီလ28ရက်နေ့ကလည်းငပယ်မြို့နယ်ကိုစီယိုကျေးရွာအနီးစိုးစိုးတာမခ69အမှတ်69တမဌာနချုပ်လန်အောက်ခန်းခမာယ419ဆလေးတရင်နဲ့ထိတွေ့မှုတွေရှိခဲ့ပြီးစိုးစိုးအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေတင်စီရမိတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်းအမ်ဘလန်လမ်းပေါ်က နန်းရိပ်ကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းကိုအေအေနဲ့မဟာမိတ်တပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။နန်းရိပ်ကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းရဲ့ကာကင်စခန်းတွေမှာအ धिक တိုက်ပွဲဖြစ်ပွားနေပြီးနန်းရိပ်ကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းကနေငဖဲမျိုးကိုရှာဖို့ရအတွက်ပြင်းဝဆစ်စစ်ရေးကစခန်းနဲ့အမြဆစ်စစ်ရေးကွက်ကဲမှုဌာနချုပ်မဆာခါကိုရနှစ်စာရင်စောစုစကန်အချို့ကြန့်ရှင်းနေသေးတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ် ပြီးခဲ့တဲ့2024ခုနှစ်မှာတော့ MODPDN နဲ့တောင်တက်မတော်တရားလမ်းလေးတို့ပူးပေါင်းကဆမ်မန်စစ်စင်ရေးကိုဖော်ဆောင်ခဲ့ပြီးမန္တလေးတန်းအထက်ပိုင်းကစင်ကူးမုကုံနဲ့တပည့်ချင်းမျိုးတွေအပါအဝင်စစ်စခန်းအများပြားကိုတင်ယူနိုင်ခဲ့ပါတယ်ဆမ်မန်စစ်စင်ရေးကိုတက်ဆန်နေဆက်ခွန်စစ်စင်ရေးရဲ့ဟန်ချန်ညီစစ်စင်ရေးအဖြစ်ဆင်နွှဲတာဖြစ်ပြီးတီအန်လန်လီယာအေအေရဲ့မဟာမိတ်လည်းဖြစ်ပါတယ်။ မကွေတိုင်းနဲ့ခရိုင်အလိုင်းခရိုင်ကွက်ကဲရေးအရာရှိနဲ့မြို့နယ်စစ်စင်ရေးအရာရှိတွေအဖြစ်တာဝန်ထမ်းဆောင်မှု MT စစ်ဒေသက KIA အရာရှိတွေကို2022ခုနှစ်အတွင်းဆေးလွှတ်ခဲ့တာဖြစ်ပြီး၃နှစ်အကြာယခု2025ခုနှစ်ဖေဖော်ဝါရီလမှပြန်လည်ရုပ်သိမ်းတာဖြစ်ပါတယ်။ကျမရဲ့တရင်နေဆက်မှုကိုဒီမှာရေးချနာကျမတဲ့ရွှေလန်းချမ်းမြေကြပါစေရှင်။